အားလုံးမင်္ဂလာပါဒီနေ့မှာတော့အခုတလောချုပ်ဖြစ်တဲ့ပွဲတက်ဝစ်စုံ dress လှလှလေးနဲ့မိတ်ဆက်ပေးပါမယ်အခုတလောအရန်ချုပ်ရတဲ့ dress ကလေးတွေပါပထမဦးဆုံးဒီဝစ်စုံလေးနဲ့မိတ်ဆက်ပေးပါမယ်သူကတော့ broker ကိုချုပ်ထားတာပါ broker ကို broker ဆိုတဲ့အတိုင်းပဲသူ့ရဲ့ပိတ်ဆအသားနာတွေကရှိုင်ငင်ဖြစ်ပြီးသားပါဒီနားမှာပြင်တစ်စာလှလှလေးကိုနည်းနည်းလေး dripping လေးတုပ်ထားပေးပါတယ်ဒီမှာ dripping တိတ်တိတ်လေးလှလှလေးနဲ့ off shoulder လေးချုပ်ထားပေးပါတယ် အဓိကကတော့ကျွန်တော်တို့တွေကဝတ်စုံတစုံဖန်သီးမယ်ဆိုလို့ရှိရင်ပိတ်ဆကိုအရင်ရွေးချယ်ရပါတယ်ဒီချက်ရတဲ့အမကသူပွဲတက်မဲ့ပွဲမှာအထင်ဆုံးဖြစ်အောင်ဆိုရင်ဒါ dresser လာလေးဖြစ်အောင်ပိတ်ဆကိုအရင်ရွေးချယ်ရမယ်ပြီးရင် cutting ပြီးရင် dropping ပြီးရင် lace တုံးမလားဒါတွေကိုအမျိုးမျိုးစဉ်းစားရပါတယ်ကဲဒီတစ်ထည့်ကလည်းပွဲတက်ဖက်เนาะ dress လေးပါဒါလေးကတော့ customer ကသူ့ရဲ့ lace ကိုပေးပါတယ် lace ကိုပြီးတော့ကျွန်တော်က lace ကိုဒါလေးကိုအပေါ်ပိုင်းလေးမှာ မြန်မြန်လေးဖြစ်အောင်လေးတုံးထားတယ်ဒီပေါ်မှာတော့ဒေါက်ကလေးတွေကိုမြန်မြန်လေးတုံးထားပေးပါတယ်ဒီဇာပဝါလေးကတော့ကျွန်တော်2023နှစ်ရတိုင်းဖန်တီးပေးဖြစ်တဲ့ပဝါလေးပါကျွန်တော်ရဲ့ customer တယောက်ချင်းစီတိုင်းမှာဒီလိုမျိုးပဝါလေးရှိပါတယ်လွယ်လဲလွယ်တယ်လှလဲလှတယ်ဒီပဝါလေးတွေကကဲနောက်ထပ်ဖန်တီးပေးထားတဲ့ဝတ်စုံလေးနဲ့မိတ်ဆက်ပေးပါအောင်မယ်ဒီဇာလေးနှစ်ထည့်ကလည်း designer list တွေပါအဲညီမလေးတယောက်ထဲအတွက်စီစဉ်ပေးထားတာပါဒါလေးဆိုရင်လည်းကြည့်ပါအောင် စ်စရာလေးပါ corset style လေးယူထားတယ်ဒါလေးကတော့ trend ဖြစ်နေတဲ့ဟာလေးကိုနည်းနည်းလေး off shoulder style လေးလုပ်ထားရပေါ့เนาะဒီမှာ ဟိုတချမ်းဆောင်ပုံစံလေးယူထားတယ်။သူ့ရဲ့ဇာလေးအရန်ချုပ်ရတာခတ်ပါတယ်။သူကဒီမှာကြည့်စိန်ပွင့်လေးတွေတပွင့်ချင်းစီတိုင်းကိုတီထားတာဆိုတော့ချုပ်ရတယ်ဖြုတ်ရတယ်ပြီးရင်ပြန်တုပ်ရတယ်။နည်းနည်းလေးတော့လက်ဝင်တယ်ပေါ့နော်ဒီလိုမျိုးဒီဇိုင်နာလေးတွေကနော်ဒါလေးကပုံစံလေးတစ်မျိုးပါ။ကဲဒါလေးဆိုရင်လည်းခဲလေးပါ။အောက်ခံလေးကိုမှကျွန်တော်ကမတဲလစ်ခင်းငွေလေးကိုခံပြီးအသုံးပြုထားတယ်။ဒါလေးလည်းဒီဇိုင်နာလေးပါ။ညီမလေးကလှတယ်ရင်သားလေးကလည်းလှတော့ရင်သား ားလေးကိုနှစ်မွှာအသေးလေးကိုဖော်ထားတယ်ဒီနားက dropping တစ်ဆက်သေးယူထားတယ်လက်ဝင်လိုက်ရင်တော့ဒီလိုလေးဖြစ်သွားမှာပေါ့နော်အဲဒီလိုလေးလာမယ်ပြီးရင်ဒီဘက်ကလည်းလက်ဝင်ရမှာပါနည်းနည်းလေးဒီဇိုင်းလေးကလူဝင်လိုက်မှပို့ပြီးတော့ကြွသွားမယ်ဝတ်စုံမျိုးလေးပါဒီနှစ်ထည်လုံးကလည်းလှတယ်ချုပ်ရတာလေးနည်းနည်းလက်ဝင်တာပဲရှိတယ်သူကဘာဖြစ်လဲဆိုတော့ဒီဇိုင်းနာလေးတွေက sequence တွေပါတယ် beach တွေပါတယ်ပန်းဖက်ကလေးဆိုတော့အဲ့ဒါလေးတွေကိုပြန်ဖြုတ်ရတယ်ပြီးတော့သူ့နေရာနဲ့အထာကြကြလေးဖြစ်အောင်ပြန်ပြီးပုံဖော်ရတဲ့အပိုင်းလေးရှိ ပါတယ်အဲနောက်တစ်ခုနောက်ဆုံးတစ်စုံတော့ဘောင်းလေးနဲ့မိတ်ဆက်ပေးပါအောင်မယ်ခဏလေးစောင့်ပါကဲဒေဝစ်စုံလေးရတော့အဲဒီမှာတပြိုလေးပြောင်းသွားပါပြီဒီမှာကြည့်ပါအောင်အပေါ်ကနော် sequence လေးကိုကျွန်တော် dropping လေးသချမ်းဆောင်လေးယူထားတယ်တိတ်တိတ်ကလေးပါအောက်ကတော့ pop pop ပါပါလေးဖြစ်အောင်နော် bounding flare လေးလုပ်ထားပါတယ်ဒီမှာနှစ်ထပ်ကလေး เนาะปุ๊บปุ๊บปะปาလေးဖြစ်အောင်ဒါလေးကတော့ปุ๊บปุ๊บปะปาတငယ်ချင်းတွေတင်တာအဲတခြားဖွင့်ပွဲတွေသွားလို့ရှိရင်ဝတ်လို့ရမယ့်ပုံစံမျိုးလေးစီစဉ်ပေးထားတာပါဒီနေ့ dress တွေအကုန်လုံးကအခုတလောချုပ်ရတဲ့ dress လှလှလေးတွေကိုစုစည်းပြီးတော့ကျွန်တော်ချစ်တော်တွေကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်လှထက်ထက်ပိုလှစီချင်တာကောက်ပြက်ကထောရဲ့စေတနာပါဒီ dress လေးတွေကိုကိုကြည့်ပြီးတော့ကိုပွဲတက်မယ်ဆိုလို့ရှိရင်ဘယ်လို dress လေးပြောင်းဝင်ရမလဲဒီလိုမျိုးဟိုဘောင်းလေးများဝင်ရမလား short trust ကလေးပြန်ဝင်ရမလားဆိုရယ် idea လေးကောင်ရအောင်ရပါလိမ့်မယ်ချက်ချင်းများစွာဖြင့်နောက်ဘလော့လေးမှာပြန်ပြီးစုံတွေးကြရအောင်တတ